သူမကိုမျက်နှာမူတဲ့တိုင်းရင်းသားလက်လက်ကန်နေတဲ့မှာပေါင်းပြီးတော့မှတော်လန်တဲ့အချိန်မှာအခုဒီကောင်ခွေးပြင်းနေကြကြီးပါလားခွေးပြင်းနေခွေးပြင်းနေချီးစားဖို့ပေါ့ကျွန်တော်အဲ့ဒါပြောတာပေါ့ချီးတော်မှဝင်ခိုးယူစားယူလိုက်နှစ်တုံးတော့ဟုတ်လားအဲ့ဘယ်သူချီဘယ်သူချီတူတူခေါ်ချီရခိုင်ချီရဆက်တယ်ဆိုပြီးရတယ်အေးမမငိုင်းနဲ့ဖြစ်နိုင်တယ်ဖြစ်နိုင်တယ်မမငိုင်းကနော်နော်တရုတ်ကကြားဖြန့်တရုတ်နဲ့စောချစ်သူကကြားဖြန့်ဆိုရင် မင်းအွန်လိုင်းကခွေးဖြန့်ဟုတ်တယ်မင်းအွန်လိုင်းကခွေးဖြန့်ဘာဖြစ်လဲသိလားဒီကောင်ကပြည်သူတွေကိုလေလူငယ်လေးတွေကိုကျင်းစစ်ခွေးဖြန့်နဲ့အသက်သွင်းပြီးတော့မှကျင်းသူတက် မကြစေရေးစခန်းနေမှာလိုက်ဖြန့်တရင်နေမှာလိုက်ဖြန့်နိုင်တဲ့ကြောင့်မို့လို့မင်းအွန်လိုင်းကခွေးဖြန့်ဒါကြောင့်မို့လို့အကုန်မနာနဲ့တရုတ်ကကြားဖြန့်ဆိုရင်မင်းအွန်လိုင်းကခွေးဖြန့်လို့ကျွန်တော်တို့ပြည်သူတွေကပြောတာ ဟောဟောဟောအားကြောင့်လို့ငါဘာဘာကိုပြောတယ်တဘုံကတဘုံလိုပဲဆက်ဆံတဘုံနေရာမပေးနဲ့လို့ပြောရဟောအခုတော့တဘုံကဟမ်ကျောင်းတာခံလိုက်ရပြီပလားအဲ့ဒါကြီးဆန်နေတာတဘုံတော့ဟောဟမ်ငါတို့ဘာလို့ခံလာမှာမတည့်လေအကိုကအခုတဘုံဘာဖြစ်ပါလဲညာဖြစ်ပါလဲဆိုတော့အကိုအခုတဘုံနေကျုံခံလိုက်ရပြီလေအကိုကျုံခံလိုက်ရပြီလားတို့ကိုတဘုံနေကျုံတာခံလိုက်ရပြီလားတို့ငါတို့ဘာလို့တဘုံကျုံခံမှာငါပြောချင်တာကွာအဲ သဘုံကသဘုံစိမ်မွေးတဲ့အကြောင်းကိုငါပြောတာနော်ငါတို့ငါတို့ဘမကတော့အပြစ်ခတ်ရစဲရေးတို့ဘာလို့လက်ဆွဲနှုတ်ဆက်ဖက်လက်တခင်းနဲ့နော်ဟိုအရင်တော့ဆိုလို့ရှိရင်ဟိုကိုတိုင်းပြုတ်လာတဲ့အိမ်မှာကိုတိုင်းပြုတ်လာတဲ့ဆံပြုတ်တွေဘာဒီနေမကောင်းတော့မှသွားတိုက်ခဲ့တဲ့ KMU အဲနော်အကန်းယူပြောနေတာအင်းကြီးဘာဖြစ်လို့ဘာဖြစ်ကမလဲအခုဆိုလို့ရှိရင်ဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးရောတဲ့သွားဒီနိုင်ငံတကာဒီစစ်ခုံရုံးဖြစ်တဲ့ဒီ ICC อืม ICC မှာတဲ့ဝန်ရမ်းပြည့်အဖြစ်နဲ့နော် ဝန်ရမ်းပြေးတရခံအဖြစ်နဲ့တင်လျှောက်ထားခံထားရတဲ့ဒီစစ်ကောင်းဆောင်မင်းအောင်လိုင်းအနေနဲ့တဲ့ပြည်သူကိုကိုစားပြုတဲ့เนาะဒီပြည်သူကိုကိုစားပြုတဲ့ရွေးကောက်ပွဲကိုတဲ့ကျင်းပဖို့အတွက်ကိုသူ့မှာနေမောเนาะအခွင့်အာဏာမရှိဘူးဘယ်လောက်ထိကွာဘယ်လောက်ထိနှိမ့်ချလိုက်လဲဆိုတာဟုတ်တယ်လေရှိတို့လား မရှိဘူးလေအဲ့ဒါပေါ်လာမရှိဘဲနဲ့ဇုတ်လောက်တာအဲ့ဒါပေါ်လာမင်းမမယိုင်းနဲ့နော်မင်းမမယိုင်းနဲ့ဟာအကိုကလည်းဗျာဒီကောင်ကငကိုတဲ့အာနာကိုသူ့မသူရှောက်ပြီးသိမ်းပြီးခိုးထားတာလေပြည်သူအာနာကိုဒီကောင် မောက်ပိုင်စီးပြီးခိုးထားတာလေအဲ့လိုမောင်မိုင်စီးပြီးခိုးထားတာကိုပြည်သူကလက်မခံလို့အခုတော်လန်နေ တော်လန်တော်မှာရိုးရိုးတော်လန်မှုပဲနဲ့တိုင်းရင်သားလက်နက်ကင်တွေပြည်သူမတ်ကိုမျက်နှာမူတဲ့တိုင်းရင်သားလက်နက်ကင်တွေမှာပေါင်းပြီးတော့မှတော်လန်တဲ့အချိန်မှာအခုဒီကောင်ခိုးဖြစ်နေကြည်ပါလားခိုးဖြစ်နေခိုးဖြစ်နေချီးစားဖို့ပေါ့ကျွန်တော်အဲ့ဒါပြောတာပေါ့ချီးတော်မှဝင်ခိုးယူစားယူနှစ်တုံးတော့ဟုတ်လားအဲ့ဘယ်သူချီဘယ်သူချီတူတူခေါ်ချီရခိုင်ချီရဆက်တယ်ဆိုပြီးရအေးမမငိုင်းနဲ့ဖြစ်နိုင်တယ်ဖြစ်နိုင်တယ်မမမငိုင်းနဲ့အကုန်လုံးမင်းအောင်လိုင်းဘိုးကအဲ့လိုမျိုးစမုံတုံးနေတဲ့အချိန်မှာလေ အာရကတတော်အေးအေးရတော့ဗျာအားရစရာအခြေအနေတွေကိုဖန်တီးနေတာဗျာလုံးပြန်ပြီမင်းဟဟုတ်တယ်ဒီမှာခရမ်းယူကြောင်းဒေါသထွက်နေရခြားတယ်လာပြန်ပြီအေးအေးရမင်းအာရကန်တတ်တော်တည်းပဲဘယ်ရောက်လို့ပါလာပြန်လဲမသိဟာအကူကလည်းအခုအာရကတတော်အေးရလေဒီချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ရဲ့ဒဏ်ရာရရဲဘော်တွေအတွက်ကိုအာရကတတော်အေးရနေပြီတော့ငွေကျက်၄၀နှမ၂သိန်းအပါဝင်ကြပြာစာအုပ်၄၀နှမ၂အုပ် လွယ်အိတ်က42မှာနှစ်ခုဟာထောက်ပံ့ပြီးတော့မှလှူလန်းလိုက်တယ်တဲ့အဲ့ဒါကိုချင်းမျိုးသားအဖွဲ့ချုပ်ချင်းမျိုးသားကောက်ဝေးတက်ဖွဲ့ CNU CNF ကနေပြီးတော့မှပေါ့နော် CNDF ပေါ့ထုတ်ပြန်ထားတယ်တဲ့ကြည့်စမ်းကျွန်တော်တို့ဂျက်ပြည်သူဘက်ကိုပြန်လာမှုတဲ့တိုင်းသားလက်လက်ကိုင်းတွေချင်းချင်းချင်းညီညွတ်လိုက်တာအကိုတို့ကကြတော့ဝိုင်းပြီးတော့မှချီးနဲ့ပန်းနဲ့လူးနဲ့သေးနဲ့ပန်းနဲ့ဒူးနဲ့နာနာပေါ့ဝိုင်းပါချီးနဲ့ပန်းသေးနဲ့ပန်းပိတ်ကြဟုတ်တယ်ဘောလေမမမရိုင်းနဲ့နော် ငါတို့ဘာလို့ချင်းနေပန်းသင်းနေပန်းမှာဟာချင်းနေပန်းသင်းနေပန်းနေတော့လေကြည့်ပါလားအခုကျွန်တော်တို့တိုင်းရင်းသားလက်လက်ကင်ညီကိုတွေပြည်သူဘက်ကိုမျက်နှာဝိုးတဲ့တိုင်းရင်းသားလက်လက်ကင်တွေမှာအမလေးညီညွတ်မှုရင်းနဲ့ရှစ်ဆက်ပြီးအောင်ပွဲတဲ့အလီလီကိုဖော်ဆောင်နေတဲ့အချိန်မှာအကိုတို့တွေပေါင်းနေတယ်ဟို PN တို့ PN နေတို့ကောင်တွေကျန်းအခုဒီဖဲခုံဘက်မှာရှမ်းပြည်နယ်တောင်ပိုင်းဖဲခုံမြို့နယ်တိုက်ပွဲတွေမှာဘုံမူးတွေဟမ်စစ်ကောင်တွေလက်အောက်ခံတော့ပအိုးပြည်သူစစ်ကနော် PN တို့ PN တွေတက်ကဘုံမူးတွေအပါဝင်စစ်သားတွေ စစ်ခွေးတွေပါပါတယ်ပစတွေပါပါတယ်တေဆုံးမှုတွေများနေတယ်တဲ့အဲ့ဒါပဲလေအာနာရှင်နဲ့သွားပေါင်းနေတဲ့ကောင်တွေရဲ့နောက်ဆုံးရလက်ကဘာလဲတေချင်းတရားခွေးလို့ဆိုရင်တော့ဂိန်းတာပေါ့ဗျာဂိန်းတာခွေးတွေဝတ်သေးလို့ခေါ်ရတာအဲ့ဒါပြောတာပေါ့မင်းတော့မင်းမမိုင်းနဲ့ကွာမမိုင်းပါဘူးဘုံကလည်းနော်အဲ့ဒါကရင်ကရင်နီကရင်နီမှာနောက်ထပ်နောက်ထပ်အခြေအနေတစ်ခုရှိသေးတယ်အဲ့ဒါကဘာလဲဆိုတော့ဒီဖရူဆို ကိုเจ้าဦးมาပါဖရူဆိုတို့ဒီမော့ဆိုတို့အဲအဲ့ဒီကရင်နီပြီးနေအာအဲ့ဒီဖရူဆိုမှာရှေတန်းကိုပို့ခံလိုက်ရတဲ့ခမရ93တက်ရင်ကစက်သားတယောက်ကတနတ်တလက်နဲ့ခဲရန်နေယူလာပြီးတော့มาဟာအမောင်ဘက်ချမ်းကနေပြီးတော့มาကျွန်တော်တို့ဘက်ကိုအလင်းဝင်လာအလင်းဝင်လာပြီကိုတိလာဒီကောင်နေကွာကိုရှောင်းနေတဲ့လမ်းကအလင်းမမသိအမောင်မမသိနဲ့နော် ငါတို့ဘက်ကနေပြီးတော့အလင်းကိုဘက်ကအမောင်းအဲ့ဒါကိုမတိမနဲ့ငါတို့ဘက်ကအမောင်းကိုတတ်မှတ်ပြီးသွားကိုဘက်ကအလင်းလိုတတ်မှတ်ပြီးသွားဝင်တယ်ဒီကောင်နေနောက်တစ်ချိန်ကျမှနောင်နာကောင်းအောင်ရအောင်ပါအမလေးမြန်မာနိုင်ငံမှာတော့မှ24နှစ်မီးပြေမရပဲနဲ့မွဲမောင်နေတဲ့နေဟာကောင်နေရမြားလာအလကားနေနေမြားကြီးကြီးကျယ်ကျယ်နဲ့အလင်းဘက်ကအလင်းဘက်ကတဲ့ဟမ်ပြည်သူတွေတော့24နှစ်မီးပြေနိုင်လို့လားအပူတွေလျှောက်ပြောနေအဲ့မင်းတို့ဟိုဗဒက်တွေအကျန်းဖတ်ပြီးတော့ငါတို့ဒီထတ်စပါဘုံတွေကိုဖောက်ခွဲထားလို့ မီးမမှန်တာရောက်အဲ့ဒါတွေကလုတ်ခဲ့တာတွေကကြာကိုကြာခဲ့ပြီအခုလုတ်ကိုမလုတ်တော့ဘူးเนาะအဲ့မလုတ်တဲ့အချိန်ကျတော့မှအကိုတို့ကလေအဲ့ဒီဟာကိုအကြောင်းပြုပြီးတော့မှလေသိတယ်မလားတရုတ်ကိုရောင်းခိုးရောင်းရတာနဲ့ထိုင်းကိုခိုးရောင်းရတာနဲ့အိန္ဒိယကိုခိုးရောင်းရတယ်သူများနိုင်ငံတော့ဝယ်မှာပေါ့အကိုတို့နိုင်ငံကလက်ရှိကျွန်တော်မြန်မာနိုင်ငံအကိုတို့ကျွန်တော်နေတဲ့နိုင်ငံကတခိုးနိုင်ငံဖြစ်နေတာပေါ့တခိုးကြီးအုပ်ချုပ်နေတာလေတခိုးတခိုးနဲ့မပြောနဲ့နော်အခုဆိုလို့ရှိရင်မင်းတို့ဗတ်တက်ခိုးတာရှိသေးရဲ့နော်မပြောချင်လို့ကြည့်နေကျွန်တော်ကျွန်တော်ညီကိုပါခိုးလို့ဩဟိုမကွေးတိုင်း မကွေးတိုင်းကွာဟိုဆလင်းမှာအဲဆလင်းမှာပဲလေမကွေးတိုင်းဆလင်းမှာဆိုလို့ရှိရင်ကွာအဲ့ဟိုကနေစမှာဘ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 ာရှင်ကြီးကုန်းဆိုလားဟာဗျာမသိမပြောကြပါနဲ့ဗျာစေစေရှင်ကုန်းစေတူရှင်ကုန်းအဲစေတူရှင်ကုန်းစေစေတူရှင်ကုန်းအဲစေတူရှင်ကုန်းစေတူရှင်ကုန်းတော့နန်းနန်းဆန်နေအဲ့ဟိုကနော်စေတူရှင်ကုန်းရဲ့အဝနဲ့ရွာအဝအဝမှာရှိတဲ့ဟိုကျေးပိုက်တဲ့ချိန်80ကျော်တဲ့ဒီကျေးခေါင်းလောင်းကြီးကိုမင်းတို့ဗဒတ်တွေကခိုးသွားပါတယ်ဆိုပြီးတော့နော်အဲ့အုတ်ချုံရင်မူကိုယ်တိုင်ပြောနေတယ်အုတ်ချုံရင်မူနဲ့ထွန်းနိုင်အုတ်ချုံရင်မူထွန်းနိုင်ကပြောနေတာထွန်းနိုင်ကပြောတာ ဟုတ်တယ်အဲ့တဲ့တင်အကူသေးချာစုံစမ်းပြီးပြီလားဟင်အကူပြောတယ်အဲ့ဒီကွာစုံမမစုံစမ်းဘူးပေါ့သူတို့ပြောတာပဲအဲ့ထွန်းနိုင်ရပြောတာအခုဆိုလို့ချင်းအဲ့ဗဒတ်တရားနေပြီးအဲ့ကြီးပိတ်တဲ့ချင်းကြော်80ကြော်တဲ့ဒီကြီးခေါင်းလုံးကိုခေါ်ရတယ်တဲ့အေးအဲ့ဒီကြီးမှရှိနေတဲ့ရွာသားတွေကဘာပြန်ပြောလဲဆိုတော့အဲ့လိုမျိုး PDF တွေကိုခိုးတယ်ဆိုပြီးတော့ဝါနာဖြတ်နေတဲ့အဲ့ဒီအဲ့ဒီအုတ်ချုပ်ရင်းမူထိုးနိုင်ဆိုတဲ့ကောင်အဖွဲရပဲတဲ့အဲ့ပြည်တော်ဒီအဖွဲရပဲညဘကြီးလာခိုးရတာတဲ့ဟမ်အဲ့ဒီကြီးပိတ်တဲ့ချင်း80ကြော်ရှိတဲ့အယူလာခိုးရတာတဲ့ တကယ်တခိုးဆက်ကသူတို့တဲ့အဲ့ဒါကိုသူတို့ခိုးမှမသိအောင်လို့ PD ရဲ့လက်ချက်ပါဆိုပြီးလက်ညှိုးထိုးတာတဲ့အခုတော့ဘူးပေါ်သလိုပေါ်လို့အခုဒီကောင်ဟိုသူသူတို့အဘတိုင်းနဲ့ရှင်းနေရပြီတဲ့ဒီကောင်နေကွာခိုးစရာချောင်းလို့ကွာငါတို့ဒီမြမဒီရင်ကျင်းမှုအမွေအနှစ်တူမှာခိုးရတယ်ကွာအဲ့နေအဲ့ဒီကောင်နေအစိတ်သီးတွေအစိတ်သီးတွေအစိတ်သီးတွေကိုဒီကောင်နေစားတုံးနေကြတာဒီကောင်နေအဖမင်းအောင်နိုင်လို့မျိုးပဲ ဒီကောင်တွေမှမင်းအောင်လိုင်လို့မြောက်နေတယ်။ဘာမှမပြီးကွာမစီမဆိုင်နဲ့ငါတို့ဒီဖျားတက်ကတောင်းတက်ကဘာမင်းဦးမင်းအောင်လိုင်ကဘာလို့ပါလာပြန်လဲ။ဟာမင်းအောင်လိုင်လည်းအတူတူပဲလေခင်ဗျသူ့ရုပ်ကိုကြည့်လိုက်လေတစမ်းမှကြီးညိုစရာမရှိဘူး။ကြက်သေးရောမရှိအောင်။အဲ့ဒါပြောတာ။စက်သေးရေတုံးတာဟေးမနဲ့မိုးလင်းနေတာအဲ့စောက်ခေါက်ကိုမြင်ရရင်တကယ်ကိုလက်ပိတ်တယ်။ဟုတ်တယ်။အကိုလည်းအဲ့ရောလို့ပြီးပြီးသူတွေကအကိုတွေ့တာလှမ်းလှမ်းပုတ်တာမတွေ့ဘူးလား။လှမ်းပုတ်လှမ်းပုတ်မင်းအောင်လိုင် ုတ်တယ်မင်းတော့မမငိုင်းနဲ့စိတ်တူလို့ဗျာလက်နဲ့ဒီလိုလှမ်းပွတ်တာကိုပြောတာဗျာအကိုကလည်းဖောင်နေတုတ်နေလို့မင်းနာကိုပုတ်ပေးတာကြောင့်ဟုတ်ပါဘူးဒီကိုနဲ့သူ့မျက်နှာကကြက်တရေမရှိလို့ဒီလိုလှမ်းပြီးလို့ဒီလိုလှုပ်တာမင်းမင်းမင်းမမငိုင်းနဲ့အေးငါတို့ဘက်ကနော်အပြောခံရမယ်ဆိုလဲအပြောခံရမှာပဲအေးဘောစောက်ချက်မှမရှိစောက်ချက်မှမရှိတာညအောင်စောက်ချက်မရှိရမှာဟုတ်တယ်တကယ်အချက်မရှိတာအကိုကလည်းမင်းအောင်လိုက်တော့ကိုပြောမနေနဲ့အခုပြူစောတိဆိုတဲ့ကောင်လေးရဲ့အဆောက်အအုံအချက်မရှိတော့ဘလောက်တိဆိုးနေလဲဆိုရင်လေအဲ့ပြူစောတိတို့လူမိုက်တို့ရဲတွေစစ်သားတွေကမဖမ်းရဘူးဗျာဘာကြောင့်မဖမ်းရလဲသိလား မန္တလေးပသိမ်ကြီးမှာဗျာအဲ့ပသိမ်ကြီးမှာကလေးကလေးမှလေးတယောက်ကိုဗျာအကိုတို့ဘက်ကပြူစောဒီအဲ့မောင်းတဲ့ကောင်ရဲ့ကားဝင်တိုက်သွားတာအဲ့ဝင်တိုက်သွားတဲ့ဥစ္စာကိုဆက်ဆက်တော့အမလေးတိုင်နာတယ်နော်ဘတ်တိုင်နာတယ်ပိုင်တန်းထားတယ်အဲ့တိုင်တန်းထားတဲ့ဥစ္စာကိုလေဒီကောင်လေးလိုက်ဆုံဆန်းတယ်ပြီးလဲပြီးတော့ပြူစောဒီကလူမိုက်ခေါင်းဆောင်ရဲ့ကားလည်းဖြစ်လဲဖြစ်လို့ရှော်ပေးလိုက်တယ်ဒီမဖမ်းတော့ဘူးဗျာဘယ်တော့မယိုင်းလဲဆိုတာစဉ်းစားကြည့်တရားဥပဒေစိုးမိုးမှုမရှိတဲ့မြန်မာနိုင်ငံကြီးလို့ဖြစ်နေပြီဥမာအကိုသွားတယ်ဗျာ အခုမြန်မာနိုင်ငံပြန်သွားတယ်အခုဓာတ်နဲ့ထိုးလိုက်တယ်ပြူတော်ကြီးတယောက်ကမကျင်တဲ့လို့အဲအဲ့ဒါအခုအခုအမှုကပိတ်ခံလိုက်ရပြီအခုအခုအခုလည်းအလဟသက်သိမ်းမယ်ပြူတော်ကြီးကလည်းသူကအေးစေးဘောကျွနေမယ်အဲအဲ့လိုမျိုးပေါ့အခုတော့ကွာမင်းတို့တွေလုံပုံကင်ပုံမဟုတ်တာနဲ့အခုတော့ဝလုံးကိုချီးတုပ်ပြီးတော့အရန်ခံရတယ်ဆိုတော့အဲ့ဒါပြောတာနော်ဟာအခုမလုံးနဲ့အဲ့ဝလုံးချီးတုပ်ပြီးရမ်းနေဆိုတော့ဥမာမပေးနဲ့အဲ့ဒီဝလုံးနဲ့ချီးတိတ်ခါကြတယ်ဝလုံးနဲ့ချီးတိတ်ခါကြတယ်ငါတို့ပြောအောင်ညာအဲ့ဝလုံးနဲ့ချီးလောက်တော့မှတိတ်ခါမရှိဘူးဟုတ်တယ်နိကြောက်မမမိုင်းနဲ့ နော်မမမြိုင်းနဲ့ငါပြောချင်တာကငါတို့ပခကောင်းနေရဲ့အားနေချက်တွေကြောင့်ဒီလိုအပြောခံရတယ်လို့ပြောတာနော်အခုဆိုလို့ရှိရင်ဟိုနေ့ကွာဟိုတချင်တော့ငါတို့တွေယုံကြည်အားထားကြရတယ်ငါတို့ရဘာဆိုးသိမ့်ရသားอ๋อหมองซูเต็งบาซูเต็งอ่ะเอจังกว่าแม้หมองหมองซูเต็งอ๋อซูเต็งตาเอจังอ่าบาเปิ้ลเอจังบาเปิ้ลအခုငါတို့ဒီဘာဆိုးသိမ်းရတာအေးချမ်းငါတဲ့ငါပြောလိုက်အောင်မယ်ဘယ်လောက်လိန်သွားလဲတော်တော်လိန်သွားတာပေါ့လေပြည်သူပြည်စီရ လိမ့်စရာလောက်ကမင်းကစကားချိုချိုပြီးတော့အတိဦးလေဗျာကိုကလည်းအဲ့ကောင်တွေအဲ့ကောင်တွေလိမ့်နေရများတယ်စကားပြောတာမဲ့နွားရှိကိုထုံမကျူးနဲ့နော်မကျူးပါဘူးကိုကအဲ့တော့ကိုနွားဖြစ်တယ်ငါနွားကြီးပြင်ကျူးတော်တော့တယ်ကြာကြာ မင်းမင်းမင်းတော်မဲစကားပြောတာများတယ်ငါပြောတာကွာဟိုမိเจ้าမင်းရေခင်းပြပြီးတော့ဖုန်းကြီးစာချမလုံးနဲ့လို့မင်းကပြောတာမလုံးပါဘူးအကောင်ပြောပြောအဲ့ဒီဘာဆိုးတဲ့ညက်ตาအေးချမ်းငါတဲ့ तू ကဒီလှိုင်းตาရာကနေပြီးလှိုင်းตาရာလှိုင်းตาရာကနေပြောကွာငါတို့ဒီຈန်းခိုင်နဲ့ဖွံ့ဖြိုးရေးပါတီရဲ့အမတ်အဖြစ်နဲ့ဝင်ဝင်ပြီးတော့ရွေးကောက်ခံမှာဒီကောင်ကအဲ့ဒီရွေးကောက်ခံမဲ့ဒီအေးချမ်းကွာမဲဆွယ်စီလုံးရေးကာလမှာအင်း စီလုံးရင်းမှာမထွက်ရဲလို့တဲ့စီလုံးရင်းမထွက်ဘူးတဲ့အဲ့တော့ဒီပါတီဝင်နေနေလဲတွတ်သွားပြီးတော့ပနာမရတော့ဘူးပနာမစားတော့ဘူးကတော့ကဆက်တိဖြစ်ငါပြောတာကကွာဒီနိုင်ငံတော်ကအလုံးလုံးမယ်ဆိုပြီးတော့ဆုံးဖြတ်ပြီးတော့ဒီမှာရွေးကောက်ခံအမတ်တောင်မှာကွာလုံနေပြီอืมเนาะအဲ့တော့ဒီမဲဆိုစီလုံးရင်းလေးတော့ထွက်လိုက်ပေါ့ तू ကဘာလို့တေးမာကြောက်နေငါပြောတာဩအကိုကလည်းဗျာသူတို့လည်းအကိုခုနကပြောသလိုတေးမာကြောက်တေးမာကြောက်နေတော့သူတို့ကလည်းဟိုကမဖြစ်ဘူးပေါ့ဗျာတို့ပဲပြောကြင်တာပါလဲဆိုတော့လေအကိုတို့အခုလက်ရှိလုပ်တဲ့ရွေးကောက်ပွဲက ကြံခိုင်ရေးအတွက်လုပ်တဲ့ရွေးကောက်ပွဲဆိုတာကိုပြည်သူတွေကသိတဲ့အကြောင်းမို့လို့ပြည်သူတွေစိတ်မဝင်စားဘူးဆိုတာဒီကောင်ကသိတယ် ်နော်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးကျွန်တော်တို့ညီကိုတော်တွေကလည်းမပြက်ပြက်အောင်ဖျက်မယ်ဆိုတော့လည်းသိတယ်အဲ့ဒီဖျက်ချင်းသဘောတရားတွေမှာလက်နဲ့တုံ့ပြန်လို့ရရင်ရပါးစပ်နဲ့တုံ့ပြန်လို့ရရင်ရမရရင်တနက်နဲ့ထုံဖျက်မယ်ဆိုတော့ဒီကောင်တွေသိတတ်တဲ့ကြောင့်မို့လို့ဒီကောင်တွေသူပြောလို့တော့ကေမာကိုကြော်ကောက်ပြီးတော့အဲ့ကောင်အပြင်ကိုလေအမ်မထွန်းပတ်ရဲတာအမ်မထွက်ရဲတာပါဗျာသိရမလားမင်းကွာမင်းရောက်ကြစင်စင်ကနေအချောက်တကားတွေပြောနေမင်းမင်းအချောက်တကားအောင်မင်းအချောက်တကားအမ်ကျွန်တော်ကကျွန်တော်အဲ့ဒီစကားပြောရကျွန်တော်ကဂုံပြူတာ ကျွန်တော်တို့တော်လန်ရေးအတွက်ကိုပါဝင်ပေးနေတဲ့ LGBT တွေကိုကျွန်တော်တော်လန်ရေးမှာပါဝင်နေတဲ့ LGBT တွေကိုကျွန်တော်ဂုံပြုပြီးတော့မှပြောတာအကိုတို့မှအဲ့လိုဂုံပြုရဲတဲ့စိတ်သက်ရှိလို့လားဟမ်ပြီးတော့အကိုတို့တခုခုဆိုရင်ဘာသာရေးနဲ့ဝါရမိုင်းတိုက်လိုက် လူမျိုးရေးနဲ့ဝါရမိုင်းတိုက်လိုက်ဟိုလူမျိုးကိုနှိမ်လိုက်ဒီလူမျိုးကိုနှိမ်လိုက်အဲ့ဒါပဲတက်တဲ့မဘာသာနဲ့ကြန့်ခိုင်ရေးနော်အဲ့လိုကောင်တွေပဲရှိတယ်လက်ရှိမင်းအောင်လိုက်အုပ်ချုပ်နေတဲ့မြန်မာနိုင်ငံနေချင်းစရာတခေါမှမရှိဘူးစုပ်ပြတ်တက်နေတာပဲနော်တက်လာလာဆိုလို့ဂုံစင်းတော့မရှိတယ်ကြရတော့လားဆိုလို့စိတ်တက်ပဲရှိစိတ်တက်ပဲရှိ ဘောက်စိတ်တပဲရှိရမှာဟုတ်တယ်လေအကူကလည်းအခုအခုအခုကိုပြောတယ်ပါကြန့်ခိုင်ရေးကြန့်ခိုင်ရေးကအခုပါလဲဟိုတူဝနာအားကစားရုံတက်မှာဟမ်တို့တင်ငန်းကျုံမှာလုတ်သွားလေခင်ခင်အိုင်မာကိုပဲချင်းချင်းသေးပြီးတော့ကွာမင်းကလည်းအခုငါတို့ဘာခင်ညနေပြီးတော့လူစရာတဲ့ဂတိတလုံးကအလုံးလုံးစားတာတဲ့နော် ကတိမတင်လို့ရှင်စောက်ခွက်ထထိုးလိုက်ဆိုပြီးတော့အဲ့လိုရေးရဲတင်းတင်းနဲ့လက်မထောင်ပြီးတော့ကြောခဲ့တာအဘခင်အဲ့အဘခင်ကနေပြီးတော့အခုဆိုလို့ရှင်ကျမဲဆိုရှစ်လုံးကာလာမှာအဲ့နှင်းဒိုးဒိုးကဟိုသင်္ကန်းကျောင်းတူနာတူနာလေတူနာဒီအခါကျောင်းတက်မှာဆိုလို့ရှင်ကွာမြက်ကမဲဆိုရှစ်လုံးကာလာမှာဆိုလို့ရှင်ငါတို့ကြမ်းခိုင်ရေးဘက်ကနေပြီးတော့လာပြီးတော့ဟိုမဲဆွဲတဲ့ပါဝင်တဲ့ပူပေါင်းတဲ့ပြီးသူတို့ချင်းချင်းတယ်ကွာမြက်ကဘလောက်တော့မှအားရစရာကောင်းတယ်ဆိုမလေးဗျာအပေါ်တွေပြောမနေစမ်းပါနဲ့ အဲ့ဒီအဲ့ဒီလူတွေလာတဲ့လူတွေအကုန်လုံးကလေကြမ်းခန့်ရေးကိုအားပေးခြင်းလို့လာတာမဟုတ်ဘူး။ကြမ်းခန့်ရေးကိုမင်းလာပြီးဝင်ရမှာတယ်ဆိုမှကြမ်းခန့်ရေးကိုအားပေးခြင်းလို့မဟုတ်ဘူးဆိုတော့ဗာလေမင်းမင်းတို့မင်းအရဒီကိုအားပေးရအောင်မေးရမယ်။မေးရတာဗျာ။ तू ကဗျာ तू ကဘယ်လိုပြောမလဲဆိုတော့ထမင်းမှုပေးမယ်။ နေစားကဟိုနှစ်တောင်းပေးမယ်ဆိုပြီးတော့မှခေါ်သွားတာခေါ်သွားပြီးတော့ပြီးလဲပြီးတော့ခင်ကြီးကခင်ကြီးခေါ်တဲ့လူကလည်းပြပြောမယ်ဆိုရင်ကျွန်တော်ဒီနေစားဗျာနည်းနည်းပဲရတဲ့သူတွေဒီကောကွက်ပြီးခေါ်သွားတာဥမာမြောက်ကလာတို့အဲတန်လင်းတို့အဲ့ဒီဘက်ချမ်းကလူတွေပေါ့သိရမလားအဲတာဂိတတို့အဲ့ဒီဘက်ချမ်းမှာပေါ့ဗျာအဲ့လိုနေရာတွေကလူတွေကိုနေစားကနှစ်တောင်းပေးမယ်ထမင်းမှုပေးမယ်ဆိုပြီးတော့မှခေါ်သွားတာအရင်ဦးဆုံး9000ပေးထားတယ်เนาะအဲဒီပွဲပြီးတော့မှ ပြန်တော့မှတပေါင်းခွဲစီပေးမယ်ဆိုပြီးတော့မှအဲ့ဒီတပေါင်းခွဲကိုလည်းအဲ့ဒီဥဆောင်ပြီးတော့မှခေါ်သွားတဲ့ကောင်တွေကဖြတ်စားလက်စားနဲ့အဲ့ဒီပတ်စံတွေမရလိုက်ဘူးမရလိုက်လို့ခင်ကြီးကိုပောက်ကွဲနေတယ်တဲ့ပြီးတော့အဲ့ဒီတဲ့လူတွေပြောတာရှိသေးတယ်အမလေးလေခင်ရတဲ့ဟိုလေပေါ့လိုပွဲစားရတာပြောနေတာပါဗျာလေအဲ့ဘောမှာရှိတဲ့လူကပြောတာနော်ပေါ့လိုပွဲစားပြောနေတာပါဗျာတဲ့ခရစ်မတီလို့သူ့မျက်နှာကိုထိုးရတာဆိုရင်လေအဲ့ဒီခင်ဆိုတဲ့ကောင်ခေါင်းမှာပြက်နေတော့ပြီအဲ့ဟိုတန်တဲ့ကောင်ကလည်းမကောင်းလို့ငါတို့ဘာခင်တိတ်ခါကြာအာမဟုတ်ဘူးလေ ခင်းရတဲ့ငကိုတဲ့ဒီတိုင်းပဲလေခင်းရတဲ့အကိုကလည်းဒီကောင်ကလက်ကင်ထုတ်တယ်လေဝရင်တုတ်ပါညာအဲ့လိုအဲ့လိုမျိုးဥစ္စာတွေကိုဒီကောင်ကလုတ်ခဲ့တာလေအကိုကလည်းဒီကောင်ဒုက္ခပေးခဲ့လို့တိုင်းပြည်ဒုက္ခရောက်တာလေဒီကောင်ကဟိုဟိုလူမျိုးမုံတီးရေးဒီလူမျိုးမုံတီးရေးဆိုပြီးတော့မှဖော်ဆောင်ခဲ့တဲ့အချိန်မှာဒီကောင်ထိတ်ဆုံးမှပါတယ်အဲ့ကြောင့်မို့လို့ဒီကောင်ကမုံလာ အဲ့ဒီပေါ်ဆောင်တာနဲ့ပတ်သက်ပြီးတော့ငါပြောအောင်မယ်နော်ဟုတ်လို့ကိုသလို့ရှိရင်မင်းတို့တွေဒီမင်းတို့တွေဗဒက်တွေကနေပြီးတော့ဝါရဖြန့်တာနဲ့ပြည်သူတွေကပါငါတို့ဒီစုနေမော်နော်ငါတို့ရဲ့တက်မတော်တစ်ခုလုံးကိုအထင်လွဲပြီးတော့အဲငါတို့ရဲ့ဒီတက်မတော်နဲ့ငါတို့ဒီပြလို့ရှိရင်နေသားဆောင်ကြ BG BG ရဲ့ခေါင်းဆောင်အဲကရ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 အခုကလည်းအထင်လွဲတာလားအထင်လွဲတာလေအထင်မလွဲပါဘူးပြည်သူကအခုဘာမှစက်ကတိကောင်မဖြစ်နဲ့ပြည်သူကအထင်မလွဲဘူးငကိုတည်းကအကိုတို့စက်တက်ကိုမရောက်နိုင်ဘူးအထင်မကြီးတာအထင်မကြီးတာအထင်ကိုတိတ် ဟောအထင်မကြီးရမှာငါကအထင်ကြီးစရာဘာများရှိလို့လဲအခုပြောတော့သားကွာနိုင်ငံရဲ့ပြရုပ်အထင်မကြီးပဲနေမလားဟောပြရုပ်ဆိုတာပြပြပြီးတော့မှပြီတော့ရုံမှာလားရုံမှာလားပြရုံရုံမှာကောင်းပါတယ်ကောင်းပါတယ်အထင်ကြီးပြပြီးရုံမှာလားဟုတ်တယ်မမမအခုရုံမာတာတော့ပြောမနေအဲ့လိုရုံမာတဲ့ကောင်တွေရှိတဲ့နေရာတွေကြီးကျွန်တော်တို့ညီကိုတော်တွေကလိုက်သိမ်းနေတာအခုဒီကျွန်တော်တို့မကွေးပေါက်မှာရှိတဲ့ကျွန်တော်တို့ဝန်ချုံနဲ့တစ်ချိုကုန်းအဟာအဲ့မှာရှိတဲ့ပြူစောဒီနော်ရွာတွေအဲ့နှစ်ရွာလေးကိုကျွန်တော်တို့ညီကိုတော်တွေကသိမ်းလိုက်ပြီသိမ်းလိုက်တဲ့အပြင်ကိုလေစစ်ကြောင်းလာထိုးတဲ့ကောင်တွေကိုလိုက်ပြီးရှင်းတာ နော်ပေဆုံးတဲ့အလောင်းတွေလည်းရတယ်နော်စစ်တုံမှာတောက်ရောက်တော့မိသေးတယ်မိသေးတယ်အကိုကလည်းဘယ်လိုလုပ်မလဲအကိုတို့ဘယ်လိုလုပ်မလဲဟမ်မသိသေးဘူးလားမသိသေးဘူးလားသိလိုက်ရင်လည်းအကိုတို့သိတော့မသိလက်ရအောင်ဘယ်လိုသိတော့မသိလက်ရအောင်နော်နောက်ဆုံးဗျာကျွယ်ပေးပါမယ်ဟိုအခုရောက်ခေါမအိမ်တက်သိန်းတယ်ဆိုရင်တော့မသိန်းတော့မှတန်လဲကိုသိရမယ်ဒီကောင်ကဖြောင်းကြဲထားအောင်မော်ကွာမမကြဲပါဘူးမကြဲပါဘူးမကြဲပါဘူးเนาะအဲ့ဒီမကွေးမှာပဲ မကွေး6ခုနကမကွေးပေါက်အခုကမကွေး6ဟမ်6ပေါက်အဲ့အကိုကိုသွားမှာအကိုအကိုထိတ်တုံးခက်ခံမှာငေါငေါတော့သွားမှာအကိုက6ပေါက်ဆိုနော်အဲ့ဒီမကွေးမမပြောနဲ့မကွေး6မှာအမှတ်3ပြည်တော်စုလမ်းမကြီးပေါ်မှာကိုဖျက်သွားတဲ့စစ်ကားတွေလိုက်ပါလာတဲ့ကားတစ်စီးကိုကျွန်တော်ညီကိုရေတနာလို့ဆိုပြီးတော့မိုင်းဆွဲပြီးတော့မတက်တယ်တာစစ်ခွေးလေးကောင်ရှော့တနာလို့ဆိုမိုင်းနည်းဆွဲပြီးတယ်စစ်ခွေးလေးကောင်လည်းရှော့နင်းတော့ဘောမပြောနဲ့အဲ့ဒါပြောတာဗောတစ်စီးလုံး မင်းကလည်းနော်စကွေးလေးကောင်ချိုးရချိုးချိုးချင်လို့ချိုးတာမဟုတ်နော်အဲ့ကားထဲမှာအဲ့ကားကြီးပါပျက်စီးသွားလို့အဲ့ထဲမှာပါတဲ့လေးကောင်လို့ချိုးသွားတာအကိုပါပါရင်ကိုပါချိုးတယ်ငါမပါငါမချိုးငါပါလို့ပါဘာကိုကိုမပါတော့ဘူးဘာလို့ကျွန်တော်တို့ညီကိုတော်တွေကဝက်ကင်မကြိုက်ဘူးငါတို့ဝက်ကင်မကြိုက်ဘူးတို့တွေကခွေးကင်မစားတာအေးအဲ့ဒါပါဩကောလေ နင်နော်ငုံမိုင်းနဲ့ဗျမ်းမတာတွေမပြောနဲ့မပြောဘူးဗျမ်းမတာတွေပြောတာဆိုလို့ရှိရင်မင်းတို့အဲ့ဗဒက်တွေနဲ့နော်ဗဒက်တွေနဲ့မင်းတို့ဗဒက်ဝင်းရံတဲ့ပြည်သူတွေနော်အစမစကောင်ငါပြန်ဆက်လိုက်အောင်မင်းတို့ကလည်းအဲ့ငါတို့ဒီကြားဖြန့်အောင်နဲ့ငါတို့တွေကဝင်းရံတာတော့ငါတို့တွေကနေပြီးကြိုးကင်တာတော့မင်းတို့ကလျှောက်တော့တယ်နော်အာမဖြစ်လေအဲ့ဒါအခုဆိုလို့ရှိရင်ငါတို့ဒီနော်ဒီငါတို့ရဲ့ဘာနိုင်မောင်သွားပြီးပြောရတယ်မင်းကြားရမလားဩ BGA ကနိုင်မောင်သွားအာ BGA ကမင်းဘာနိုင်မောင်သွားနေပြောရတာနော်မင်းတို့မင်းတို့တွေပြောရလေငါတို့ဒီ ငါတို့ရဲ့ဘိုးကြောင့်မကြီးဘာချော့ချစ်သူကဒီတပ်ဖက်ကိစ္စနဲ့ပတ်သက်ပြီးရှောင်းနေတာတို့ပြေးနေတာတို့အော်ဟုတ် BGS ကခေါင်းဆောင်ချော့စုခင်ကအဲချော့စုခင်ချော့စုခင်တချင်မဆိုရလို့ထွက်ပြေးချော့စုခင်ကလားကွာဆော့ချစ်သူကွာမသိဘူးဗျာကိုကလည်းဆော့ချစ်သူဆော့ချစ်သူလည်းဗျာဆော့ချစ်ဆော့ချစ်သူကမင်းကလည်းဟိုဥစားဟိုဆော့ဆော့စုခင်လည်းမင်းငါလို့ဆော့ချစ်သူဟာအေးဟုတ်ပါပြီချော့စုခင်ထားပါတော့ကဲဟုတ်ပါဘူးဟိုဆော့ချစ်သူဆော့ချစ်သူဘာဖြစ်လဲဆော့ချစ်သူကဘယ်လိုတက်တက်ခေါ်မင်းငါတို့မင်း ဘာဆော့ချစ်သူကွာခွေးမဟုတ်ဘူးကွာဟုတ်ပါတယ်ခွေးချစ်သူခွေးချစ်သူခွေးချစ်သူဟုတ်ပါဘူးဆော့ချစ်သူဆော့ချစ်သူနာမည်ရိုင်းနေဆော့ချစ်သူမပြေးဘူးဆိုတာကျွန်တော်လက်ခံတယ်နော်ဒီကောင်ကမပြေးတော့ဘူးဘာလို့သူပြေးလို့လည်းမရဘူးပြေးစရာလည်းကြောင်းမရှိဘူးလေသူလည်းမပတ်သက်ဘူးလေဟုတ်တယ်လေပြေးလို့မရဘူးလေဘာလို့ဆိုဒီကောင်ကဒီဟာနဲ့ပတ်သက်ပြီးတာဝန်ရှိဆုံးလို့ဖြစ်တယ်လို့ဒီကောင်ပြေးလို့မရဘူးကြားပြန်နေပတ်သက်ပြီးတော့မှဘာလို့ဒီကောင်ဒီလိုလုပ်ဖို့တော့နောက်ဝယ်ရနေပြီးတော့မှပုံမပေးတတ်တာဆက်တက်ကလူတွေဆိုတော့ဒီကောင်ကိုဖမ်းရင်ဒီကောင်ဆက်တက်ကိုလက်ထောက်ပြန်ချမှာသေမိုးနှစ်ကောင်ပေါင်းသေးပါပေါ့ဗျာပြောချင်တာ အဲ့ထပ်ထပ်ပြောတော့မှထပ်ပြောတော့မှဘာရှိလို့ပြောတော့မှဟမ်မင်းတို့ညာနေတော့ဘာဆော့ချစ်သူကထွက်ပြေးနေရလို့ရှောင်နေရလို့အခုမှဘာနိုင်မောင်းတော့ပြောပြီဘာဆော့ချစ်သူကပြေးစရာလည်းမလိုဘူးရှောင်နေရလည်းမလိုဘူးပြီးလို့ရှိရင်ဒီရွှေကိုကိုမြို့ဆိုတာကတဲ့ဒီကြားဖြတ်နေတဲ့လုံးဝမပတ်သက်ဘူးတဲ့မပတ်သက်တဲ့အတွက်ကိုတို့တွေကဘာမှလည်းဒီဘာမှလည်းတော့ရင်းခုန်မှမဟုတ်ဘူးပြီးလို့ရှိရင်တော့စစ်တပ်နဲ့ ဒီ BGS နဲ့ပူပေါင်းပြီးတော့ဒီကြားဖြတ်ဝင်သူကနေပြောနှိမ့်နှင်းအောင်မလို့ပြောသွား။အော်နှိမ့်နှင်းအောင်မနှိမ့်နှင်းအောင်မဗျာ။ရောင်ပြပေါ့။အရောင်ပြအရောင်ပြဟန်ပြဟန်ပြလောက်တာပေါ့ဝါ။ပြီးတော့မှနောက်ကောမှလက်မင်းနဲ့အဲဒုကိုင်။နိုင်မောင်တို့ပြောလိုက်မင်းရွှေတဲ့အကွက်တရားလို့ရွာဦးကျောင်းဘုံကြီးလေးလေတာမှကြားအောင်ပဲမင်းရွှေတဲ့အကွက်တရားမပြောလဲကြားနေရတယ်လို့သိလားထပ်ပြောပြလိုက်အောင်မယ်အဲ့ဒီတရုတ်တထေးတွေကြားပြန့်တထေးတွေတရုတ်ခရိုနီတွေကို အဲ့ဒီ BGF ကနိုင်မောင်စောဆိုတဲ့အကောင်ရောစောချစ်သူတို့ရောဥဆောင်ပြီးတော့မှအဲ့ဒီမြောင်းဝတီမှာမထားဘဲနဲ့အခုလှိုင်းပွဲကိုပို့လိုက်ပြီဆိုတဲ့သတင်းလဲတက်ကရထားတယ်လို့ကျွန်တော်တို့တော်လှန်ရေးသတင်းရင်းမြစ်တွေရတယ်သိတယ်နော်မင်းတို့ trade တဲ့အကွက်လောက်ကတော့တနာတယ်လို့ပြောလိုက်နော်အဲ့ဒါဟိုဂျာပြန်ကိစ္စကအမေရိကန်သားတကယ်လင်းယုံကြီးကအစာကောက်တော့မယ်ဆိုရင် BG ကလည်းထိမှာပဲမင်းရောက်လိုက်လည်းထိမှာပဲเนาะအဲ့တော့ဂျာဖန်နဲ့ပတ်သက်ပြီးကျွန်တော်တို့စိတ်ကိုမပူဘောက်ဆိုအချိန်တန်တိုင်းဂျာဖန်နဲ့ပတ်သက်ပြီးတော့မှာ မင်းအွန်လိုင်းကအဓိကထားပြီးတော့မှခံရမယ်ဆိုတော့ကျွန်တော်တို့ကတိနေလို့နော်ဘလောက်ပဲဗျာချစ်သူကိုလက်ကျိုးပဲထိုးထိုးချစ်သူကနေပြီးတော့မှလက်ထောက်ပြန်ချရင်သေပြီမင်းအွန်လိုင်းနော်အဲအဲ့ဒါညာလို့ရှိရင်ငါတို့ငါတို့ဘာဦးမင်းအွန်လိုင်းကဒီကြားဖက်နဲ့ပတ်သက်ပြီးတော့သေပြီလေဟာဖန်ခံရပြီလေဟိုမှာလေသူ့ BGI ရဲ့ဟိုဆရာဖြစ်တဲ့ရှစ်ချင်းချင်းအဲရှစ်ချင်းချင်းဖန်ခံရတယ်လို့မျိုးပဲအခုတို့မင်းအွန်လိုင်းလဲကြားဖက်ကိစ္စနဲ့အဖမ်းမခံဘူးလို့ပြောလို့မရဘာကြောင့်လဲဆိုတော့အခုအခုတို့ဒီစက်တက်ကိုချစ်တဲ့မောင်မောင် မမောင်လေအခုမမောင်ထိတ်ထိတ်ပေါင်းတော့နေအဲမမောင်ကပြောပါတယ်အခုလက်ရှိမှာတဲ့မြန်မာနိုင်ငံကားတဲ့ BGI ရဲ့ဌာနချုပ်လို့ဖြစ်နေတာတဲ့နော် BGI ရဲ့ဌာနချုပ်ကြားဖြန့်ရဲ့ဌာနချုပ်လို့ဖြစ်နေတာဒီဘာလို့ဘယ်မှလာချောက်ရောမသိဘူးအေးဘောအဲ့ဒါကြောင့်မလို့ငါတို့ပြောတာဘာဦးမရောက်မနေတော့စိုးရင်လိုက်တာဟာမစိုးရင်မနေဖမ်းခံအောင်အဖမ်းခံပါအဖမ်းခံလို့ရှိရင်ကွာကြားဖြန့်နေပြီငါတို့အဖခွေးဖြန့်ဖြစ်မှာဟုတ်တယ်ဟုတ်တယ်အဲ့ဒါအမှန်ပဲအမှန်ပဲဗျာနော်နော်တရုတ်ကကြားဖြန့်တရုတ်နဲ့စောချစ်သူကကြားဖြန့်ဆိုရင်မင်းအွန်လိုင်းက ခွေးဖြန့်ဟုတ်တယ်မင်းအောင်လိုင်းကခွေးဖြန့်ဘာဖြစ်လဲသိလားဒီကောင်ကပြည်သူတွေကိုလေလူငယ်လေးတွေကိုကျင်းစစ်ခွေးဖြန့်နဲ့အသက်သွင်းပြီးတော့မှကျင်းသူ့တက်မကြစေရေးစခန်းနေမှာလိုက်ဖြန့်တရင်နေမှာလိုက်ဖြန့်ထားတဲ့ကြောင့်မို့လို့မင်းအောင်လိုင်းကခွေးဖြန့်ဒါကြောင့်မို့လို့အကုန်မနာနဲ့တရုတ်ကကြားဖြန့်ဆိုရင်မင်းအောင်လိုင်းကခွေးဖြန့်လို့ကျွန်တော်တို့ပြည်သူတွေကပြောတာ